ငတို့ဟလာရင်းစရာလေးတွေအဲ့လိုလေးတွေပေါ့အဲ့တော့သူတို့ရှေ့ကနေဥဆောင်သွားတဲ့ထုတ်လုပ်သူဒရိုက်တာမင်းသားပေါ့အဲသူတို့တွေဥဆောင်တဲ့နောက်မှာဥဆောင်ဝင်တဲ့နောက်နောက်တွဲတွေနောက်တွဲတွေယထာလို့ပြောရရင်နောက်တွဲတွေကရှေ့ကဥဆောင်တဲ့လူသွားတဲ့နောက်ကိုလိုက်ကြရတာပါပဲဟုတ်တယ်မလားငါ့ကိုဝိုင်းတယ်ပြီးပါအောင်နင်ကအတိတ်ကမကောင်းဘူးကြောက်တဲ့ပုဒ်တို့ယူလိုက်အောင်ပြေရောဟဲ့ဘယ်လိုလဲဟောလုံပေးမနေနဲ့လေဒါတော့ပြောမယ်ဆိုလို့ရှိရင်ကွဒါမင်းသားတွေရဲ့ ပေးသက်ပေါ်မှာတင်ဆက်ပေးတဲ့ဟာလေးတွေပေါ့အချိုးကြီးကျွေးရင်လည်းအီးမယ်လေအချင်းကြီးကျွေးလို့ရှင်လည်းသွားချင်းမယ်လေဟုတ်လားနော်အဲ့တော့အချိုးလေးကျွေးလိုက်အချင်းလေးကျွေးလိုက်အဲ့ထက်မှာပေးသက်အဓိကထားပြီးအားပေးတာတော့ကိုနေတူပေါ့ကာရက်တာမျိုးစုံလည်းသူရုပ်ဆောင်နိုင်တယ်ဟုတ်လားဒီနေ့ဒီလည်းအကယ်ဒမီလေးရထားတယ်သူ့ရဲ့အရှိန်သူ့ရဲ့နာမည်ဟုတ်လားသူ့ရဲ့စူးစမ်းအထောက်အမှုတွေလည်းဒီနေ့ဒီထိမ့်သိမ့်ထားတယ် ဲ့ဒီအတွက်ကိုနေတိုးကိုလည်းဂျေဆုတင်တယ်မူဘိတ်ကမူဘိတ်ငါဘိတ်ကငါဘိတ်ရောအဲ့တော့ရှိနေတဲ့မင်းသားကကိုကိုကိုလေးထိမ့်သိမ့်တော့ရေရှည်ခန်းနဲ့ရေရှည်ခန်းတော့ကျုပ်တို့ရေရှည်အလုံးလောက်ရတာပေါ့နော်ဥစုံဝင်နေအဒါတော့ဒီလိုပါပဲကွယ်ခန်းဝင်ငတူကတော့ဟွာပေါ့ဟာတာပေါ့နော်အေးသက်တွေကိုပျော်စီခြင်းနဲ့ရှင်စီခြင်းနဲ့စိတ်နဲ့ ာကိုနေတိုးတို့ဒရိုက်တာကိုစိုးမိုးမင်းတို့နောက်တစ်ခါထုတ်လုပ်သူတို့ကရွေးချယ်ပြီးတော့မှဒါပရိသတ်ကိုပြန်ပြီးတော့ဟာလာကြီးစရာကားလေးပေါ့ပြေးသက်ကိုထပ်ပြီးတော့တင်ဆက်ပေးတဲ့သဘောပေါ့နော်ဟုတ်လားဒါတော့ပြောမယ်ဆိုလို့ရှိရင်ကွဒါမင်းသားတွေရဲ့ပြေးသက်ပေါ်မှာတင်ဆက်ပေးတဲ့ဟာလေးတွေပေါ့အချိုးကြီးကျွေးရင်လည်းအီးမယ်လေအချင်းကြီးကျွေးလို့ရှိရင်လည်းသွားကျင်းမယ်လေဟုတ်လားနော်အဲ့တော့အချိုးလေးကျွေးလိုက်အချင်းလေးကျွေးလိုက်ဟုတ်လားပြောမယ်ဆိုရင်ကိုနေတို့ရဲ့ရှေ့ကနှောင်းဟုတ်လား ကယ်ဒမီတော်ရသွားဟာလာကားလည်းကားကောင်းတယ်လေနော်ဒါဒရမာလို့ပဲပြောမှာပေါ့နော်အဲအဲဒီကားလေးပြီးတော့အခုဒါကန်နဝင်ငတို့ပေါ့ဟာလာရေစရာလေးတွေအဲ့လိုလေးတွေပေါ့အဲ့တော့သူတို့ရှေ့ရနေဥဆောင်သွားတဲ့ထုတ်လို့သူဒရိုက်တာမင်းသားပေါ့အဲသူတို့တွေဥဆောင်တဲ့နောက်မှာဥဆောင်ဝင်တဲ့တော့နောက်တွဲတွေနောက်တွဲတွေယထာလို့ပြောရဲနောက်တွဲတွေကရှေ့ရဥဆောင်တဲ့လူသွားတဲ့နောက်ကိုလိုက်ကြရတာပါပဲဟုတ်တယ်မလားအဲ့တော့ဒါဒီစကားတကားဟာပြေသာအပေးတယ်ဟာလာကြိုက်ကြတယ်ဆိုတာဟာ အဖွဲ့လိုက်အားလုံးဇကာတကားလုံးမှာပါဝင်တဲ့သရုပ်ဆောင်တွေအကုန်လုံးရဲ့စူးစမ်းအားထုတ်မှုကြောင့်ဟာလားဇကာကောင်းတကားဖြစ်တယ်အဲ့ထက်မှာပြိဿအ धिक ထားပြီးအားပေးတာတော့ကိုနေတို့ပေါ့ဟုတ်ဘူးလားနော်ကိုနေတို့ကတော့ပြောစရာမလိုဘူးလေဝါရင်သရုပ်ဆောင်တယောက်ကိုကာရက်တာမျိုးစုံနဲ့သူသရုပ်ဆောင်နိုင်တယ်ဟုတ်လားဒီနေ့ဒီလဲအကယ်ဒမီလေးရထားတယ်သူ့ရဲ့အရှိန်သူ့ရဲ့နာမည်ဟုတ်လားသူ့ရဲ့စူးစမ်းအားထုတ်မှုတွေလည်းဒီနေ့ဒီထိမ့်သိမ့်ထားတယ် အဲ့ဒီအတွက်ကိုနေတိုးကိုလည်းဂျေစုတင်တယ်ဟုတ်တယ်လားနော်အားကြောင့်လို့ဆိုတော့ဥဒဝနိုင်တို့ဗမာပြည်မှာကမင်းသားရှားရှားအဲ့တော့ရှိနေတဲ့မင်းသားကကိုကိုကိုလေးထိမ့်သိမ့်တော့ရေရှည်ခန့်နဲ့ရေရှည်ခန့်တော့ကျုပ်တို့ရေရှည်အလုံးလုံးရတာပေါ့နော်ဥဒဝနိုင်တို့ရေရှည်အလုံးလုံးရတာပေါ့ဒါ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 ဟာသားဆိုတာတော့ခက်တာပေါ့ဟုတ်လားဟာသားဆိုတာခက်ပါလားဘာကြောင့်လို့ဆိုတော့တချို့ပြောကြတယ်လေသင်္ဏန်းကြောင်မရှိဘူးပေါ့ဟုတ်ပါတယ်ဟာသားကိုသင်ပေးတယ်သင်္ဏန်းကြောင်ဆိုတာမရှိပါဘူးနော်အဲ့တော့သူ့ရဲ့ ပါရမီပေါ့ပါရမီတက်ခံလဲပါတယ်နောက်တစ်ခါသူ့မှာလဲသင်စရာမြင်စရာကြားစရာတွေရှိမယ်ဟုတ်တယ်နော်အဲ့တော့ဦးဇုံဝင်းနိုင်တို့လဲထူနီးလဲကောင်းမယ်လေရှေ့ကတရုတ်ဆောင်သွားတဲ့ဟာသာတရုတ်ဆောင်တွေပေါ့သင်စရာမြင်စရာကြားစရာတွေပေါ့ဟုတ်လားဒါကိုယ့်ရဲ့ရှေ့ရဆိုတော့အသက်ကြီးတဲ့လူလဲပါမယ်ဟလာဒီနေ့ level တွေပေါ့အကိုခင်လိုင်းတို့ကိုခင်လိုင်းတို့ဟလာအသူတို့ဟာသားတွေလည်းကောင်းတာပဲလေဟုတ်လားအဲ့တော့ကိုဥသောဝင်းနိုင်တို့ကသူတို့သူတို့ထဲကြီးပြီမဲ့ဒါကိုရဲ့မြင်စရာတွေမှာပါတယ် အာဒီကောင်းနေဟာလာအဲသူအဲ့လိုလေးလာတာဒါမလေးလာလို့မရဘူးလေဟုတ်ဘူးလားဟိုမကရက်လို့ရှိရင်ပန်တရာကျောင်းသွားတင်တော့ကရက်သွားမှာပေါ့မတီးတက်လို့ရှိရင်လည်းပန်တရာကျောင်းသွားပြီးအတီးတင်လည်းတီးတက်သွားမှာပဲဒါမလို့ဟာသကြတော့အဲ့လိုကျောင်းမရှိဘူးလေမရှိတော့ကြလေးလာလေးလာပြီးတော့မှကို့ဝင်းထဲမှာပါလာတဲ့ပါဏမီအခန့်နဲ့ရှေ့ကဆရာဆရာကြီးတွေဟာသတရုပ်ဆောင်ကြီးတွေဟုတ်လားကိုပါကြီးတို့ဦးသန်းလွဲတို့ဦးသန်းဖေလေးတို့အစားသဖြင့်ပေါ့နော်အများကြီးရှိပါလား အားကြီးပါအဲ့ဒါတွေကလည်းတကယ်မြင်စရာတွေပဲကြားစရာတွေပဲဟုတ်တော့မလားလက်တွေ့ဒါမတင်ဘူးတော့အဲ့လိုပါပဲခေတ်နဲ့အညီပေါ့ပြောင်းလဲလာတဲ့အပေါ်မှာလူငယ်တွေဖြစ်လာတယ်ပေါ့အဲ့ဒါနောက်အခုဆိုလို့ရှိရင်ဟိုကိုခလိုင်းတို့နောက်မှာလာပြီးသူ့လက်တို့ပါလာကြပြီအဲဟုတ်တော့မလားလာကြပြီဒါပဲဒါပဲဒါတွေကလက်ဆင့်ကမ်းတွေပဲဟုတ်လားဒေစီကျောင်းဆိုတာအဲ့လိုပဲရှိကြတယ်လေနော်အဲ့တော့ကြတော့ဒီပေါ်မှာပဲဥစ္စာဝန်ထမ်းတို့ကတွေ့တယ်မြင်တယ်ကြည့်တယ်နောက်တစ်ခါဇန်ညွန့်ပေါ့ ဇန်ညွန်းကလည်းရည်စရာကောင်းတဲ့ဇန်ညွန်းမျိုးဆိုငါရည်အောင်ပြောမယ်ပေါ့ဟုတ်လားဇန်ညွန်းကလည်းရည်အောင်ရင်းနိုင်ဦးမှာဟုတ်တယ်မလားဟာတာကားဟုဇန်ညွန်းကလည်းရည်နေရမှာအဲအဲ့ဒီပုံမှာဒရိုက်တာကလည်းဟာတာကားပုံမှာရည်ရအောင်ရိုက်နိုင်ဦးမှာအဲအဖက်ဖက်ကပေါ့အဖက်ဖက်ကပြည့်စုံသွားရင်ဟာတာကားတကားဟာပြည့်စုံသွားတာပါပဲ thank you